အခုတင်ဆက်ပေးမှာကတော့အချစ်ရဲကတယောက်တည်းမဟုတ်ဘူးလို့ပြောလာတဲ့ရွှေပိုးအင်ကတော့ချစ်သူကလက်ရှိအမေရိကမှာရှိပါတယ်။ဘဝမှာချစ်သူနဲ့ဓာတ်ပုံတင်မှုတာမရှိပေမဲ့သူ့ကိုတန်ဖိုးထားတဲ့စိတ်ချစ်တဲ့စိတ်ကမတင်ချင်လဲတင်ဖြစ်လာတာလို့ဆိုလာပါတယ်။ဓာတ်ပုံတင်တာကတခါတရံမှာချစ်သူအပေါ်ယုံကြည်မှုနဲ့ဂုဏ်ယူမှုရဲ့အထင်ဟမှုတွေလည်းဖြစ်နိုင်ပါတယ်။ရွှေဘိုးရင်မဖော်ပြဘဲတိတ်တိတ်လေးချစ်နေရတဲ့ဇကားတွေကအချစ်ချင်းမြတ်တာဆိုတာမျောလင်းချက်နဲ့စိတ်ကူးထဲမှာပဲတည်ရှိနေတဲ့အရာဆိုတာကိုပြသနေပါတယ်။ ချစ်သူကအမေရိကမှာရှိတယ်။ကိုယ်စိတ်ကတော့သူ့နားမှာပဲရှိနေတော့ဆိုပြီးတော့ရွှေပိုးရင်ရဲ့အခြေအကလည်းတယောက်တည်းမဟုတ်ဘူးလို့ပြောလာခဲ့ပါတယ်။ပရိသတ်ကြီးမျှဝေပေးလိုက်ပါတယ်နော်။အခုတင်ဆက်ပေးမှာကတော့တေယုတ်ဆောင်ဝေးလာရီကလည်းစိုင်းစီတွန်ခန်းအကြောင်းကိုဒီလိုပြောပြခဲ့ပါတယ်။ဇက်ကားမှာတော့ကိုစိုင်းစီကနောက်တစ်ဆင့်ပြောင်းလဲပြီးတော့မိသားစုအတွက်အထူးကောက်ွယ်သူတယောက်ဖြစ်ပုံဖော်ထားတာပါ။လိုတဲ့ခန်းတွေမှာသူ့ရဲ့စိတ်ခံစားချက်နဲ့အချက်တွေကိုကြည့်ရှုသူတွေရဲ့ရှင်းနှလုံးသားထဲမှာထိုးဆိုင်စေမဲ့ပုံစံနဲ့ပေါ်လွင်စေခဲ့ပါတယ်။ ဒီစကားထဲမှာတော့ကိုဆိုင်စီကကြံ့ရင်မဖြစ်တော့ပဲအရန်ချစ်တဲ့သူတယောက်အနေနဲ့မြင်တွေ့ရမှာပါစကားမှာသူအစ်စ်နဲ့တက်ပြီးတော့ကလေးနှောင်းနဲ့အတူဇဝင်ကန်းတွေကိုတင်ဆက်ထားကြောင်းကိုဆိုင်စီကတော့မိမကိုကာကွယ်ပေးရင်ရိုတဲ့အခန်းတွေကအတော့ကိုအသေးရစရာကောင်းပြီးတော့ထူးခြားစွာခံစားရစေမှာဖြစ်ပါတယ်ဒီစကားကတော့တရုတ်ဆောင်တွေအတွက်ပါစိတ်ဝင်စားစရာကောင်းပြီးပရိသတ်တွေအတွက်လည်းစိတ်ထဲမှာတကယ်ကိုစိတ်ဝင်စားစေမယ့်ဇလန်တပုတ်ဖြစ်လာမှသိကြပါဗျာပရိသတ်ကြီးအတွက်အမျှဝေပေးလိုက်ပါရနော် အခုတင်ဆက်ပေးချင်တာကတော့မင်းညာကရှူတင်မှာသူမနဲ့ဆုံခဲ့ပြီးအပြက်မှာဖုန်းဆက်ပိတ်ပြီးပျောက်ဆုံးသွားသူ fashion style တငယ်ချင်းမလေးအတွက်အခုကြီးတောင်းခံခဲ့တဲ့တရုတ်ဆောင်မိမိကိုကိုပါတရုတ်ဆောင်မိမိကိုကိုကသူမနဲ့မင်းညာကရှူတင်မှာအတူဆုံခဲ့သူအသက်28နှစ်အရွယ်မတ်တင်မမထွန်းခေါ်ထထကပျောက်ဆုံးနေရမို့အခုကြီးပေးဖို့ပြောလာခဲ့တာပါ fashion style တူဦးဖြစ်သူအဆိုပါတငယ်ချင်းကမေလာ19ရက်နေ့ည9နာရီခွဲ8နာရီဝန်းကျင်လောက်မှာ hotel studio နားမှာ bus ကားစီးဖို့အတွက်ကားပေါ်ကဆင်းသွားခဲ့ပါတယ် အဲ့နောက်မှာဖုန်းဆက်ပိတ်သွားပြီးပျောက်နေရဖြစ်ကြောင့်မတ်တင်မမထွန်းခေါ်ထက်ထက်ကတောင်းကလာတုတအုံးလမ်းမှာနေထိုင်သူဖြစ်ကြောင်းပြောခဲ့တာပဲဖြစ်ပါတယ်။ပုံထဲကညီမလေးကိုတွေ့ရင်ကူညီပေးပါအောင်လို့မိမိကိုကိုကအဆိုထားပါတယ်။ Edit ပြန်တွေ့ပြီလို့ပြောထားပါတယ်။ပရိသတ်ကြီးတို့အမျှဝေပေးလိုက်ပါတယ်နော်။အခုတင်ဆက်ပေးချင်တာကတော့မင်းသားကြီးလွင်မိုးရဲ့သမီးရုံးရီလွင်မိုးကတကယ်တော့တကယ်လှပပြီးတော့အနာဂတ်အတွက်ကြေတစင်းလိုပဲပြင်ဆင်ထားနေပါပြီ။ကျောင်းကျော်ရိုက်ကူလာပြီးဆိုတော့ပရိသတ်တွေကစိတ်လှုပ်ရှားနေကြပုံပါပဲ။ သူ့ရဲ့ချစ်စရာမျက်နှာပေါ်မှာကြင်နှမွေရောင်နှွေးထွင်းမှုတွေနဲ့တာယာရဲတုံ့ပြန်မှုတွေကိုတွေ့ရမှာပါ။တောင်းကြတွေမှာပါဝင်နေရတွေကသူ့ရဲ့အမှုပညာခီးမှာအစင်တစ်ခုဖြစ်ဖို့အတွက်သိကြပါရယ်။ယုံရီလွင်မိုးရဲ့ပရိသတ်တွေယုံရီလွင်မိုးရဲ့ပုံဖြင့်တွေကိုဖန်ပြရမှာတော့ပရိသတ်တွေရဲ့အရင်ထဲကအနှွေးထွင်းမှုတွေကိုပုံပုံများပြလာစေမှာပါ။ကြော်ညာတွေထွက်လာတာကကိုအတော်လေးမျောလင့်နေကြပြီမဲ့သူ့ရဲ့တီထွင်မှုနဲ့အမှုပညာမြင်ကွင်းကတော့ပုံပုံလှပစေမှာတေချာပဲဖြစ်ပါတယ်။ပရိသတ်ကြီးတို့အမြောက်ပေးလိုက်ပါရနော်။ အခုတင်ဆက်ပေးချင်တာကတော့တရုတ်ဆောင်တာထက်ရဲ့ချစ်ချင်းနဲ့တာဝန်ယူမှုအကြောင်းလေးကိုတင်ဆက်ပေးချင်တာတင်ဆက်ပေးချင်ပါတယ်။နောက်ထပ်များနိုင်တဲ့အမျိုးသမီးတူပါမိမကသူများရဲ့မင်္ဂလာဆောင်ပုံလေးတွေတွေ့ရင်ယောက်ျားရဲ့ငါ့ကိုအဲ့လိုလေးတော့မလုပ်ကေးမလုပ်ပေးခဲ့ဘူးနော်လို့ပြောခဲ့ပါတယ်။မိမရဲ့ငါတို့ကမလိုတော့ဘူးလို့ပြောထားပေမဲ့ anniversary တခုခုဖြစ်ဖြစ်ကောင်းကောင်းမွန်မွန်လေးပြန်လုပ်ပေးရမှာပါ။ ကျွန်တော်တနောက်ထပ်မရနိုင်တဲ့အမျိုးသမီးပါဆိုတဲ့စကားလေးနဲ့ပဲတယောက်ဆောင်တာထက်ကသူ့ရဲ့ဇနီးအပေါ်အချက်ချင်းတံမိုးထားမှုတွေနဲ့တာဝန်ယူမှုတွေကိုဖော်ပြလိုက်တာပဲဖြစ်ပါတယ်ပရိသတ်ကြီးပရိသတ်ကြီးတို့အမျှဝေပေးလိုက်ပါတယ်နော်အခုတင်ဆက်ပေးမှာကတော့ငလင်ကြောင်ပြိုသွားတယ်မဆိုရင်ကြောင်တိုင်းမှာနှစ်ထပ်တိုက်ဖြစ်ပေမဲ့လဲဇွဲချက်မိသားစုကသုံးထပ်ကြောင်ဆောင်ကြီးဖြစ်ပြန်လဲဆောက်လုပ်လှူဒန်းသွားမယ်ဆိုတဲ့သတင်းလေးကိုတင်ဆက်ပေးကြပါမယ်မန္တလေးမှာငလင်ကြောင်ပြိုသွားခဲ့ရတဲ့ မဆိုးရင်ကြောင်းတိုက်နှစ်ထက်တိုက်အလဲတိုက်နေရာမှာဆွဲတက်ရွှေဆိုင်မိသားစုကသုံးထက်အလဲကြောင်းတိုက်ကြီးဖြစ်အစ်စ်ပြန်လဲတိဆောက်လှူဒန်းသွားမယ်လို့သိရပါဗါးဇွဲထက်မိသားစုကကြောင်းတိုက်ကြီးပြင်နိုင်စဉ်ကြီးကိုပါအစ်စ်တဖန်ပြန်လဲဆောက်လုပ်လှူဒန်းပေးသွားမယ်လို့ဆိုပါရယ်ဇွဲထက်မိသားစုကမဆိုးရင်ကြောင်းတိုက်ကြီးတွင်သိမ်းမောင်းသက်သိမ်းကုံရင်ကုံမစေဆောက်ပေးသွားဖို့ရည်ရထားပြီးသားပါလို့ဆိုခဲ့သူတွေဖြစ်ပါတယ်ပြည်သက်ကြီးအတွက်မျှဝေပေးလိုက်ပါတယ်နော် အခုတင်ဆက်ပေးချင်တာကတော့ပရိသတ်တွေအတွက်အချက်သချင်းတွေနဲ့ထူးထူးဆန်းဆန်းကြောင်းရလေးပါမယ် MTV တွေမကြခင်ထွက်လာဖို့ရှိတယ်ဆိုတော့ Ice Cold အကြောင်းလေးကိုတင်ဆက်ပေးချင်ပါတယ်ဂီတာလမ်းကြောင်းပေါ်မှာပရိသတ်ချစ်ချင်းအားပေးမှုတွေရရှိထားတယ်အစရော ice go ကပရိသတ်တွေအတွက်အချက်တချင်းနဲ့ထူးထူးဆန်းဆန်းအကြောင်းအရာလေးတွေပါမယ်။ MTV တွေမကြခင်ထွက်လာဖို့ရှိတယ်လို့ဆိုပါရယ်။ကျွန်တော်တချင်းတက်လီ MTV ထွက်ဖို့ရှိပါရယ်။ဒီလဒါမှမဟုတ်နောက်လဖြစ်မှာပါ။နှစ်လအတွင်းထဲမှာလာမှာပါ။ခဏစောင့်ကြည့်နေရပါ။ အချစ်တချင်တွေပါတယ်လို့ကြံတဲ့အကြောင်းအရာတွေလည်းပါပါမယ်ထူးထူးဆန်းဆန်းအကြောင်းအရာတွေလည်းပါပါမယ်တပုတ်ကိုရက်တာတွေခန်းစားချက်တွေမတူအောင်လုပ်ထားပါတယ်တူညီနေတာတကူကတော့ကာယံတွေပါပါနေရရှိပါမယ်လို့ Astro Ice School ကပြောပါတယ်သူရဲ့ Facebook account နှစ်ခုနဲ့ YouTube channel တွေကဟက်ခံထားရတာမျိုးပြန်လဲအစ်စ်ဖွင့်ပြီးစိတ်ဖြစ်အောင်လုပ်ဆောင်နေရလို့သိရပါဗျ။အစရော Ice Go ကတော့ကချင်တိုင်းသူချစ်သူကောင်မလေးနဲ့တွဲလာတာဆိုရင်၃နှစ်ကျော်လာပြီပဲဖြစ်ပြီးတော့သူ့ထက်အသက်၃နှစ်ငယ်တဲ့ချစ်သူလို့သိရပါဗျ။ Facebook ပေါ်မှာရင်းနေတာတွေက fan page ပါကျွန်တော်မဟုတ်ပါဘူးကျွန်တော် Facebook ကတင်တဲ့ကလေးတွေကကိုလည်းနှောက်ရှက်မဖြစ်ဘူးမို့လို့လေကျွန်တော် Facebook ကတင်တဲ့ဟာတွေကလည်းကိုလည်းအနှောက်ရှက်မဖြစ်ဘူးမို့လေကလေးတွေပဲဆိုတော့ကျွန်တော်လည်းကြည့်မိပါတယ်ကျွန်တော် Facebook ကြည့်မိမြင်မိတာရှိသလိုမမြင်တဲ့ခါတငယ်ချင်းတွေကလာပြတယ်မင်းပါတွေရေးတင်နေလဲပေါ့မဟုတ်ပါဘူး fan တွေတင်နေရလို့ပြောပြရပါတယ်ကျွန်တော်ကတချင်းထွက်မှာပဲတင်မှုများပါတယ်အရင်ကလေးက password တွေခိုင်ခိုင်မာမာမရှိလို့ ပါသွားတာထင်ပါတယ်လို့သူကဆက်ပြောပါရယ်ပရိသတ်ကြီးတို့မျှဝေပေးလိုက်ပါရယ်နော်အခုတင်ဆက်ပေးချင်တာကတော့မုံချိုအေးရောင်းနေတယ်လို့အစအိမ်ရောင်သွေးကြောပိတ်ယောဂါကြောင့်စိတ်ကုသကုခံယူနေရတဲ့အစွမ်းစာနေပါအကအစိုးတယောက်ဆောင်နေမှာလဲပြိသက်ချစ်ခင်မှုအခိုင်အမာရရှိထားတဲ့တယောက်ဆောင်ဇက်မင်းသားဆွမ်းစာနီကတော့မုံချိုအိတ်ရောင်းနေတယ်လို့အစာအိမ်ရောင်သွေးကြောပိတ်ယောဂါကြောင့်စိတ်ကုသမှုခံယူနေရတာလည်းဖြစ်ပါတယ်။ဆွမ်းရည်ကျန်းမာရေးကအားမရပါဘူး။မုံချိုအိတ်လည်းရောင်းနေအသေးလည်းပိုကြီးလာတယ် အသေးလက်သိမကောင်းမှုပေါင်သွေးကြောလဲပိတ်နေပါတယ်။အခုံပေါက်ကတွေတိတ်လို့လို့မရဘူးဖြစ်သွားတယ်။သူကအမှုပညာနဲ့ပတ်သက်ရမ်းတော်တယ်။သူကပရိသတ်ကိုချစ်တယ်၊သူ့ကိုယ်သူမချစ်တာလေ။ဖြတ်လိုက်ပြန်လုံးလိုက်နဲ့ဆိုတော့နည်းနည်းလေးလောက်တာရှိသလိုစိတ်ညစ်တော့ပြန်များသွားတာပေါ့။ခဏခဏလေးဖြတ်ပေးပါတယ်။လုံးလေချလိုက်ရိုက်တယ်လို့ဖြစ်နေတာပါ။စေကူတာမှုခံယူနေတော့မှနည်းနည်းတက်တာလာပါပြီ။မစိုးရင်ရတော့ပါဘူးလို့ဂီတာမှုပေါ်ရှန်ကပြောပါတယ်။လတ်ရှိအချိန်မှာတော့အစာမစားတာရက်များလာတဲ့အတွက်ရေတောက်ရင်တော့ပြန်အံထွက်တဲ့အခြေအနေမျိုးဖြစ်နေပါဗျ စန်းစာနေကမေလ16ရက်နေ့ကလေးကစေကူတော်မှုသေးချခံယူနေရလဲဖြစ်ပြီးဆက်မင်းသားဝေလင်းထက်ကပအဝင်ကူညီဆောင်လျှောက်ပေးနေတယ်လို့တတလာဖို့အချိန်ယူကုသရမယ်လို့လည်းသိရပါဗျ။ပြည်သက်ကြီးအတွက်အများဝေးပေးလိုက်ပါတယ်နော်။အခုတင်ဆက်ပေးမှာကတော့ငလင်ကူညီကယ်ဆယ်ရေးမှာဆွဆန်းတမန်လှူဆောင်ပေးခဲ့တဲ့သူတွေကိုသူမကိုယ်တိုင်ဖန်တီးထားတဲ့ဟမ်းမဲအိတ်ကလေးတွေပို့ဆောင်ဂုဏ်ပြုပေးခဲ့တဲ့အစိုးရထက်ထိုက်ပါ။အစိုးရထက်ထိုက်ကဟမ်းမဲအိတ်ကလေးတွေကိုကိုယ်တိုင်ထုတ်လုပ်နေသူတူဖြစ်ပြီးငလင်မှာဆွဆန်းတမန်ကူညီခဲ့ကြပြီးတော့ ပင်ပန်းခဲ့ကြတဲ့ကုညီကဲစိတ်သမားလေးတွေကိုဂုံပြူတဲ့အိတ်ကလေးတွေထုတ်ပြီးသူတို့လေးတွေစီလက်ဆောင်ဂုံပြူပေးပို့ခဲ့တာပါအစိုးရအိလေးတွေကရောင်းမဟုတ်ပဲသူတို့အတွက်ဂုံပြုတ်ဖို့တီးတန့်ထုတ်ပေးခဲ့ရလို့သိရပါတယ်။အိလေးမှာပုံဖော်ဖန်တီးထားတဲ့ပုံလေးတွေကလည်းချက်စရာလေးပါပဲနော်။အစိုးရထိုက်ထိုက်ကအရင်ကမြန်မာမှာနာမည်ကြီးခဲ့တဲ့ Tiger Girl Me and Mal Girl အဖွဲ့ဝင်ဟောင်းတဦးလည်းဖြစ်ပါတယ်ပြည်သူကြီး။ဘယ်လိုလဲအောင်။ဘယ်လိုလဲအဲ့ဒီမှာ ठी ရှိရယ်။အ ठी တဲ့ရတယ်ထိုက် ဖွင့်လိုက်တာပြက်သွားဒါနဲ့ထီးတယ်မရတော့အဲ့လိုမျိုးပေါ့နော်ပစ္စည်းကိုရေးတယ်အများကြီးရှိသေးတယ်။တဲမှာဟာအများကြီးပဲ။အာ ਨੇ နဲ့တွေပဲရှိသေးတယ်ဒါတွေကဒါဆော့ရရုံလေး။ Yeah. I need to change. dish လုပ်လေးဆိုရင်အော်ဒီအဲ့လိုအကြောင်းလေးအများကြီးပဲရှိရဒါတခြားပေးတယ်တသားကိုလည်းပေးတယ်တခြားသူတွေလည်းပေးလိုက်တယ်လို့ပေးလိုက်တော့ဒီလိုအိတ်လေးလည်းရှိရအဲ့လိုလေးအများကြီးကတ်တုံးလေးယူထိုက်တယ်အခုတော့လူပညာသတင်းလေးကိုအချိန်နဲ့တပြေးညီကြည့်ရှုနားဆင်နေဖို့ကျမတို့ရဲ့ဆယ်နေမမ YouTube channel လေးကိုလည်း like and subscribe လုပ်ပြီးအားပေးကြပါအောင်နော် အဆုံးထိကြည့်ရှုပေးကြတဲ့ပရိသတ်အားလုံးကိုအထူးကျေးဇူးတင်ရှိပါရရှင်